Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ရဲ့ Facebook account ပဲဖြစ်ဖြစ် Facebook page ပဲဖြစ်ဖြစ်ဘယ်အချိန်မှာဒေါ်လာဝယ်ငွေရှောက်လို့ရတာလဲဘယ်လိုစစ်ဆေးရမလဲဆိုတဲ့နေလန်လေးကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ကြရအောင်ဆိုတော့ကျွန်တော်ရဲ့ Facebook page မှာပဲဖြစ်ဖြစ် account မှာပဲဖြစ်ဖြစ်ပတ်စံရှာလို့ရတဲ့အဆင့် setup ပုံနေပြီလား ကျွန်တော်ဘယ်လိုစစ်ဆေးရမလဲပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook account ထဲမှာဝင်ရမှာဖြစ်ပါတယ်ပြီးရင် profile လေးကိုတစ်ချက်နေလိုက် profile လေးကိုနေပြီးတော့ဒီလိုပေါ်လာပြီးဆလုပ်ရှိရင်ကျွန်တော်တို့ကဒီ professional dexbot ဆိုတဲ့စာသားလေးကိုနေရမှာဖြစ်ပါတယ်ဒီ professional dexbot ကိုနေလိုက်ပြီးဆလုပ်ရှိရင်ဒီအပေါ်မှာ home ရှိတယ် inside ရှိတယ် content ရှိတယ် engagement ရှိတယ် PMB ကိုထပ်ရွှေ့လိုက် ပေးရ monetization ရှိတယ် monetization နေရာကိုစစ်ဆေးရမှာ ကျွန်တော်ရဲ့ဒေါ်လာဝင်ကိုရှောက်လို့ရနေပြီလားမရသေးဘူးလားဆိုတာကိုဆိုတော့ဒီနေရာမှာ ကျွန်တော်အကောင့်က3ခုရှောက်လို့ရပြီ3ခုရှောက်လို့ရတဲ့အဲမှာ star ရဲ့ဘေးနားလေးမှာ setup ပေါ်တယ် subscription ရဲ့ဘေးနားလေးမှာလည်း setup ပေါ်တယ် content monetization ဘေးနားလေးမှာလည်း setup ပေါ်တယ်ပြီးရင်အောက်မှာတစ်ခုကြီးလိုက်တော့အခက်ထားတာလည်းမပါဘူး ဘာမှလည်းဆက်ရမပေါ်ဘူးဆိုလို့ရှိရင်ဒါရှောက်လို့မရသေးဘူးအပေါ်အပေါ်ကစာသားကိုကြည့်လိုက် not yet available ဒါကရှောက်လို့မရဘူးမရသေးဘူးလို့ပြောတာဆိုတော့အပေါ်မှာပြထားတဲ့ ready to set up ဆိုတဲ့ဟာလေးဒီ၃ခုစလုံးဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်ရဲ့ page ကရှောက်လို့ရပြီဆိုတော့မိတ်ဆွေရဲ့အကောင့်မှာလည်းဒီလိုမျိုး set up ပေါ်နေတယ်ဆိုလို့ရှိရင်ရှောက်လို့ရပြီ set up မပေါ်သေးဘူးဆိုလို့ရှိရင်တော့ရှောက်လို့မရသေးဘူးဆိုတာကိုနားလည်ဖို့လိုတယ်ဆိုတော့ ဒီနေရာမှာကျွန်တော်တခုပြောချင်တာက setup ပေါ်တဲ့ချိန်မှာရှောက်လို့ရတယ်အောက်မှာ setup မပေါ်ရင်ရှောက်လို့မရဘူးအဲ့လိုမျိုးနဲ့အလိုတကူမတ်လို့ရတယ်เนาะဆိုတော့ဒီနီလန်းလေးကကျွန်တော်ရဲ့ Facebook account ဖြစ်ဖြစ်ကျွန်တော်ရဲ့ page ဖြစ်ဖြစ်ဒေါ်လာဝင်ငွေရှောက်လို့ရတဲ့အဆင့်မှာရှိနေပြီလားဒေါ်လာဝင်ငွေရှာလို့ရနေပြီလားဆိုတဲ့ဟာကိုစစ်ဆေးတဲ့နီလန်းလေးပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကို အားလုံးနားလည်ကြမယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။ Bye bye.